မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းပတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကသူ့လက်အောက်ခံထောင်ကျစစ်ဗိုလ်ချုပ်တွေဖြစ်တဲ့စိုးထုတ်မိုးမြင့်ထွန်းကိုကိုမောင်နဲ့မြတ်သက်ဦးစိုးတို့ကိုပေးအပ်ထားတဲ့ဂုံတူးဆောင်ဘွဲ့နဲ့ဒစိမ့်တွေကိုပြန်ရုပ်သိမ်းလိုက်တယ်ဆိုပြီးကြေညာချက်ထုတ်လိုက်ပြန်ပါတယ်နိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ဝင်ဝင်းနေမိတယုံဆရာတော်ကိုအချမ်းပတ်စစ်တကပြစ်တတ်မှုကြောင့် တန်ဃာဒေါ်တွေကစစ်ကောင်စီကိုပတ္တနိတ်ကိုစနကန်ဆောင်တဲ့ဘိန်ပေါမှုပြုလုပ်ရမှာဝက်လက်မြွ့နယ်ကတန်ဃာဒေါ်တွေပါပါလာပြီစစ်ကောင်စီကိုတန်ဃာဒေါ်တွေကန်ဆောင်တဲ့ဘိန်ပေါတဲ့မြွ့နယ်၈ခုအထိရှိလာပြီဆိုတဲ့သတင်းပါဝဲဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကသူ့လက်အောက်ခံထောင်ကျစစ်ဗိုလ်ချုပ်ပြီးဖြစ်တဲ့သောထမိုးမြင့်ထွန်းကိုကိုမောင်နဲ့မြက်တပ်ဥစုတို့ကိုပေးအပ်ထားတယ်။ဂုံတူးဆောင်ဘွဲ့နဲ့ဒစိတ်တွေကို ပြန်ရုပ်သိမ်းလိုက်တယ်ဆိုပြီးကြေညာချက်ထုတ်လိုက်ပြန်ပါလေဇွန်လ၄ရက်နေ့ကပဲအချမ်းဖက်စဲကောင်းဆောင်မင်းအောင်လိုက်ကသူ့လက်အခန်းထောင်ကျစစ်ဘိုလ်ချုပ်တွေရဲ့ဂုံဒူးဆောင်ဘွဲ့တွေဂုံဒူးဆောင်တစိတ်တွေကိုပြန်လဲရုပ်သိမ်းတဲ့အကြောင်းအမိန်ဇာနဲ့ပါထုတ်ပြန်ခဲ့တာပါအဲ့ဒီဘိုလ်ချုပ်တွေထဲမှာထောင်၅နှစ်ချခံထားရတဲ့ပြည်ထရေးဝင်ကြီးဟောင်းဖြစ်သူဒုဘိုလ်ချုပ်ကြီးဟောင်းစိုးထွတ်စီကနေချီးမြှင့်ထားတဲ့စီသူဘွဲ့တီတီပြန်ချီဘွဲ့ကိုပြန်ရုပ်သိမ်းလိုက်ပြီး ထောင်နန္ဒတတဂျွန်းချမှတ်ခံထားရတဲ့ဒုဗိုလ်ချုပ်ကြီးဟောင်းမိုးမြင့်ထွန်းဆိုသူကိုချီးမြှင့်ထားတဲ့စီသူဘွဲ့နဲ့ဇေယျကြော်ထင်ဘွဲ့ကိုလည်းပြန်လဲရုပ်သိမ်းလိုက်တယ်လို့သိရပါတယ်။ဒါပြင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဟောင်းဖြစ်သူဗိုလ်ချုပ်ဟောင်းမြတ်တဦးဆိုသူကိုချီးမြှင့်ထားတဲ့သူရဲ့ကောင်းမှတ်တမ်းဝင်တစိုက်ကိုလည်းပြန်လဲရုပ်သိမ်းလိုက်ပြီ။တစ်ဖက်ကကချင်းပြည်နယ်မြจีนအခြေစိုက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဟောင်းဖြစ်သူဗိုလ်ချုပ်ကိုကိုမောင်ဆိုသူကိုချီးမြှင့်ထားတဲ့ဇေယျကြော်ထင်ဘွဲ့လည်းအကျန်းဖတ်မေအောင်လည်းပြန်လဲရုပ်သိမ်းလိုက်ပြန်တယ်လို့သိရပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့မိုးကုံမြို့နယ်အရှိဘိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ဥယျာဉ်ဖုံကြီးကျောင်းတိုင်းကအသက်73နှစ်အရွယ်ကိုရင်ကုတလပြန်လွန်တော်မူသွားပြန်ပြီလို့အဲ့ဒီဖုံကြီးကျောင်းတိုင်းနေဒရကာတချို့ကရန်ကုန်ခေတ်တကိုပြောပါတယ်ဇွန်လ28ရက်နေ့ညနေပိုင်းကပဲအကြမ်းဖက်စစ်ကောင်စီတပ်ကမိုးကုံမြို့နယ်အရှိဘိုင်းမှာရှိတဲ့အရတပြည်သူတွေနေထိုင်ရာလူနေရပ်ကွက်တွေကိုလက်နက်ကြီးနဲ့ပစ်ခတ်ရမှာရှမ်းစုရဲ့ဥယျာဉ်ဖုံကြီးကျောင်းတိုင်းဘော်ကိုလက်နက်ကြီးကြီးကြက်ရောက်ပောက်ကွဲခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန် ဘုံကြီးကျောင်းထဲမှာရှိနေတဲ့ကိုရင်ငါးပါးကိုစစ်ကောင်စီတပ်ကပြစ်တဲ့လက်နက်ကြီးကြီးတွေထိမှန်သွားပြီအဲ့ဒီကိုရင်ငါးပါးတဲကအသက်73နှစ်အရွယ်ကိုရင်ကုတလဟာပြန်လွန်တော်မူသွားခဲ့ရတယ်လို့အဲ့ဒီဘုံကြီးကျောင်းမှာနေတဲ့ဒရက်ကာတချို့ကပြောထားပါတယ်ခင်ဗျာတဆက်ထဲမှာပဲနိုင်ငံတော်တန်ခါမဟာနိုင်ငံအဖွဲ့ဝင်ဝင်းနေမိတယုံဆရာတော်ကိုအကြမ်းဖက်စစ်တပ်ကပြစ်သက်မှုကြောင့်တန်ခါတော်တွေကစစ်ကောင်စီကိုပတနေကုစနကန်ဆောင်တဲ့ဘိတ်မှောက်မှုပြုလို့ရမှာဝက်လက်မြွတ်နယ်ကတန်ခါတော်တွေပါပါလာပြီး စစ်ကောင်စီကိုတန်ဃာတော်တွေကန်ဆောင်တပိတ်မှောက်တဲ့မြို့နယ်၈ခုအထိရှိလာပြီဖြစ်တယ်လို့သိရပါတယ်။ဇွန်လ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲစကိုင်းတိုင်းဝက်လက်မြို့နယ်ကတန်ဃာတော်တွေကနေအကြံဖက်စစ်ကောင်စီကိုအဆက်ဆက်မပြုတ်လို့ဖို့ပတနိတ်ကိုစနကန်ဆောင်တပိတ်မှောက်မှုမှာစတင်ပါဝင်လာတယ်လို့သိရပါတယ်။လက်ရှိမှာတော့နိုင်ငံတော်တန်ဃာမဟာနိုင်ကဖွဲ့ဝင်ဝင်းနေမိတိုင်ယုံဆရာတော်ကိုအကြံဖက်စစ်တပ်ကပြစ်တတ်မှုကြောင့်တန်ဃာတော်တွေကစစ်ကောင်စီကိုကန်ဆောင်တပိတ်မှောက်မှုပြုတ်လို့တဲ့မြို့နယ်တွေဟာ ချောင်းဥတပရင်ဒဇယ်စလင်းကြီးမုံရွာစကိုင်းမြိုင်နဲ့အခုတကဝက်လက်မြို့နယ်မှာပါဝင်လာပြီတပကားတပရင်မြို့နယ်မှာဆိုရင်မနေ့ကပဲအကြံဖက်စစ်ကောင်စီကိုကန်ဆောင်တဲ့ဘိတ်ပြုတ်လုတဲ့တန်ငါတော်တွေကကြောင်းသားပြည်သူတွေနဲ့အတူချီတက်ဆန္ဒပြခဲ့ကြတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကကြောက်မဲမြို့မှာအချက်ပဲစစ်ကောင်စီတပ်ကတိုက်ပွဲနဲ့မဆိုင်တဲ့အယက်သားပြည်သူတွေရှိရာနေရာတွေကိုရေရွယ်ချက်ရှိရှိပိတ်မှတ်ထားပြီး လေကြောင်းကနေဘုံကျဲမှုတွေလက်နှကြီးနဲ့ပြစ်ခတ်မှုတွေကြောင့်ပြည်သူ16ဦးသေဆုံးသွားခဲ့ရတယ်လို့ကြောင်မဲမြို့နယ်နမ်ခုံးရှမ်းမြပရိုက်တာအသင်းစီကနေသိရပါတယ်။ဇွန်လ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲကြောင်မဲမြို့ပေါ်မှာအကြံဖတ်စစ်ကောင်စီတပ်နဲ့ TNL PDF မဟာမိတ်ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်အကြံဖတ်စစ်ကောင်စီတပ်ကဘာမှမဆိုင်တဲ့အရသာပြည်သူတွေရှိတဲ့နေရာတွေကိုပါလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့်အရသာပြည်သူ16ဦးသေဆုံးသွားခဲ့ရတယ်ဆိုပါတယ်။အဲ့ဒီလို့ အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေအတွင်းတေဆုံသွားခဲ့တဲ့အရသာပြည်သူ16ဦးရဲ့ရုပ်လောင်းတွေကိုကြောက်မဲမြို့နယ်နမ်ခုံရှမ်းမြားပရိုက်တာအသင်းကတွားရောက်ကောက်ယူပြီးအေဂျင့်နဲ့တုတ်တမ်းမှာကြိုးပေးခဲ့တယ်လို့လဲကြောက်မဲမြို့နယ်နမ်ခုံရှမ်းမြားပရိုက်တာအသင်းရဲ့ဦးဆိုင်ကူကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာလဲ ရခိုင်ပြည်နယ်စစ်တွေမြို့နယ်ကဗျိုင်းဖြူကျေးရွာသားအယောက်40ကျော်ကိုမတရားအသိဆက်သွယ်မှုပုံမှန်နဲ့အကြမ်းဖက်စစ်ကောင်စီကအမှုဖွင့်တရားစွဲထားပြန်တယ်လို့မိသားစုဝင်တွေစီကနေသိရပါတယ်။ပြီးခဲ့တဲ့မေလ29ရက်နေ့ကဗျိုင်းဖြူကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်လာပြီးကျေးရွာသားအယောက်200ဝန်းကျင်ကိုဖမ်းဆီးနှိပ်စက်ပြီးတော့အဲဒီတဲကပြည်သူ88ဦးကိုအစုလိုက်အပြုံလိုက်ရရက်ဆက်ဆက်တပ်ဖြတ်လိုက်ပါတယ်။အဲဒီနောက်ကျန်းတဲ့ကျေးရွာသားတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောရေးတဲ့ခေါ်ဆောင်သွားပြီး အဲ့ဒီကပြည်သူ45ဦးကိုမတရားအသိဆက်သွယ်မှုပုံမှန်18နှစ်ပါမဟုတ်မမှန်ခေါင်းစဉ်တက်ပြီးတရားစွဲထားပြန်တယ်လို့မိသားစုဝင်တွေကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ